ခြင်းတွေအတွက်လှုပ်တင်တဲ့ content အမျိုးအစားမျိုးကျွန်တော်တို့ယနေ့ခေတ်မှာ ကျွန်တော်တို့ဖွံ့ဖြိုးလာရတဲ့အမြဂျင်းအားကစားဟာလေတော်တော်လေးလူတွေကြားထဲမှာတွင်ကျယ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျင်းနေအတွက်ကိုဘယ်လို content အမျိုးအစားတွေလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုထဲမှာ share လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ကကျွန်တော်တို့ education and knowledge content တွေမြန်မြန်သင်ပေးခြင်းပေါ့နော် အခုခေတ်မှာကျွန်တော်တို့ဂျင်းအားကစားဟာဖွံ့ဖြိုးလာတာနဲ့အမျှဂျင်းဆော့တဲ့နေရာမှာပေါ့နော်တချို့ကယူဆလွဲမားနေတဲ့အရာတွေတွေးမိတဲ့အမားတွေပေါ့နော်အဲ့လိုမျိုးအရာတွေရှိရယ်ဆိုတော့ကျွန်တော်တို့ကဒီအရာတွေကိုလူတွေကြားထဲမှာတို့ရဲ့ပိန်းကဘာတွေရှိနေလဲပေါ့နော်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကအသုံးချပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ knowledge ရစေမယ့်အကြောင်းအရာလေးဂျင်းနဲ့ပတ်သက်ပြီးတော့လူတွေလွဲလေလွဲထ အမားတွေပေါ့နော်ဒိုးလေးလေးသာရှိကြတဲ့အမားတွေပေါ့အဲ့ဒီလိုအဲ့လိုအမားတွေကိုကျွန်တော်တို့ကဗီဒီယိုထဲမှာ knowledge အနေနဲ့ပြန်လည်မျှဝေပေးဖို့လိုနေတယ်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ success story တွေမြန်မြန်တင်ပေးကြပါတော့။ဥပမာကျွန်တော်တို့ inspire ယူလို့ရမယ်လူတွေကိုစံနမူနာတစ်ခုထားပြီးတော့တို့ရဲ့ဘဝဇက်ကြောင်နဲ့အတူတူကျွန်တော်တို့ gym အားကစားကိုလူတွေစိတ်ဝင်စားလအောင်ပေါ့နော်။လူတွေကစားကျင်လာအောင်လို့ကျွန်တော်တို့ဘက်ကနေ knowledge ဟို educate လုပ်တဲ့အနေနဲ့ content လေးတွေလည်းဖန်တီးလို့ရမယ်ပေါ့။တတိယအချက်အနေနဲ့ကကျွန်တော်တို့ဒီကုတ်တွေမြများတင်နေခြင်းပေါ့နော်ကျွန်တော်တို့ဥမာမန်းသေးလို့နေနေမှာလူတွေပြန်ပြီးတော့မှ ဟို Sunday မှာတို့နားပြီးတော့ Monday မှာပြန်ပြီးတော့ကျွန်တော်တို့လုပ်ငန်းခွင်တွေပြန်ဝင်ရတဲ့အချိန်မှာတို့တို့အားသက်စီမဲ့အိုအဆူမိတ်တွေပေါ့နော်ကြော်ကြားတဲ့လူတွေရဲ့အဆူမိတ်တွေကိုကျွန်တော်တို့ page မှာလည်းတင်ပေးလို့ရတယ်ပေါ့နော်တနည်းအားဖြင့်လူတွေရဲ့ဒီဘယ်လိုပြောမလဲစိတ်ကိုစိတ်ဆန္ဒတွေကိုပြန်ပြီးတော့မှနှိုးဆွပေးတဲ့သဘောမျိုးလေးရောက်တယ်ပေါ့နော်စရုပ်ထအချက်ကကျွန်တော်တို့ trainer တွေပေါ့နော် trainer တွေရဲ့ဒီ achievement တွေတို့ရခဲ့တဲ့ ဟိ qualification တွေပေါ့နော် certificate တွေအဲ့ဒီအရာတွေကိုပြပြီးတော့မှလူတွေရဲ့ trust ကိုရယူလို့ရတယ်ပေါ့နော်ပြီးရင်တို့တို့ဖြတ်တန်းခဲ့ရတဲ့ challenge တွေအဲ့ဒီအရာတွေကိုလည်းကျွန်တော်တို့တစင်ဖော်ပြလဲဖော်ပြလို့ရတယ်ပေါ့နော် နောက်ဆုံးချက်ကတော့ကျွန်တော်တို့ user generated content တွေများများဖန်တီးခြင်းပေါ့နော် customer တွေရဲ့ဒီ before and after ပုံစံမျိုးတွေတင်တာမျိုးတွေပြီးွားရင်သူတို့ဆော့ကစားနေတဲ့ activity တွေကိုများများတင်ပေးတာမျိုးလေးအားဖြင့်လဲကျွန်တော်တို့ရဲ့ page နဲ့ audience ကြားထဲမှာ engagement ဖြစ်စေရပေါ့နော်ဆိုတော့ကျွန်တော်ပြောရတဲ့ content အမျိုးအစားလေးရာဆိုရင်ကျွန်တော်တို့ gym တွေအတွက်ကိုတော်တော်လေးကိုအထောက်အကူဖြစ်မဲ့ content အမျိုးအစားလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့ရောတခြားအီလုပ်ငန်းတွေနဲ့ပတ်သက်လို့ပေါ့နော် content idea တွေခေါင်းဆောင်နေတာမျိုးတွေ ရှိရဆိုရင် comment ထဲမှာဆွေးနွေးသွားလို့ရပါတယ်